အိမ်မက်တွေစီ ခြေတံပြင်းပြင်းနဲ့လှမ်းနေတဲ့အမ်ဘာပီဒီရဒီရီယမထရစ်တင်ဟာယာနုံးပြင်နိုင်ပွဲတွေဆက်နေပြီးနီးပြအလွန်ဆိုအနေနဲ့လည်းလှုပ်တိုင်းဖြစ်နေခဲ့ပါတယ် ဒီလိုပြောလို့ real matter ဟာတည်ငြိမ်နေတဲ့အတင်းအသင်းဖြစ်လာပြီလားဆိုရင်တော့မဖြစ်သေးဘူးလို့ပြောရမှာပါ။ဘာကြောင့်လဲဆိုရင်လွန်ဆိုဟာသူ့အတင်းအတွက်အကောင်းဆုံး၁၁ယောက်ကိုခုချိန်တည်းရှာမတွေ့သေးတာဖြစ်ပါတယ်။ပရမဘွေးထွက်၁၁ယောက်ပြင်ကစားကွက်တွေကလည်းခုမှမြေဆန်းခရမ်းပြိုးသလိုသဘွေးတစ်မျိုးပြောင်းနေတာပါ။ကစားသမားတွေကိုအချို့အတင်းကြီးနီးပြားတွေလိုအလဲကျသုံးဆွဲတာမျိုးကြတော့လည်းမဟုတ်ပြန်ပါဘူး။လက်ရှိလွန်ဆိုလက်ထက် real matter မှာပုံမှန်နေရာရနေတဲ့ကစားသမားဆိုလို့၃ယောက်ပဲရှိနေပြီးအဲ့ဒါတွေကတော့ကိုသမား၊ကော်ဒိုရစ်၊ကာရူရက်နဲ့အမ်ဘာဘီတို့ပဲဖြစ်ပါတယ်။ပရမ ဆုံးအမ်ဘာပေဟာရီယယ်မက်ထရစ်ကိုကစားရဖို့အတွက်ဘရင်တပါးလိုနေလာခဲ့တဲ့ PSG ကိုဆုံးခွာလာခဲ့တာဖြစ်ပါတယ်။နောက်ကစားတော့ကသူကစားနေကြဘဲတောင်ပါမှာဗီနီရှာရှိနေတဲ့အတွက်အထောင်တိုက်စစ်မှုဖြစ်ကစားရပြီးပုံမှန်ခြေစွမ်းရဖို့ရုံးကန်နေရပါတယ်။ဒါပေမဲ့ရာသီကုန်မှာတော့လာလီဂါသွင်းကို32ဂိုးအထိရခဲ့ပြီးအဲ့ဒီရာသီရီယယ်မက်ထရစ်အတွက်ပြန်ပွဲဆုံး42ဂိုးအထိသွင်းယူပေးခဲ့တာပါ။ဒါကရီယယ်လိုခေတ်ဆက်ဆက်အကောင်းဆုံးဆိုတဲ့တိုက်စစ်မှုတွေကိုပိုင်ဆိုင်ထားတဲ့အသင်းမှာဘယ်သူမှလိုက်မလုပ်နိုင်သေးတဲ့မှတ်တမ်းတစ်ခုဖြစ်ပြီးပထမဆုံးရာသီမှာဥရောပဂိုလ်ဒန်ဘုတ်ဆုကိုရရှိခဲ့တာဖြစ် ြစ်ပါတယ်။မဘီဒီယားအကောင်းဆုံးဖြစ်ခဲ့ပေမဲ့ရီယဲဟာပြီးခဲ့တဲ့ရာသီအဓိကဆူပလာတလုံးမှမရရှိခဲ့တဲ့အတွက်ဒီနှစ်ဘလွန်ဒီယောဆူပေးပွဲမှာမျက်နှာမပွင့်လန်းခဲ့ပဲပြီးခဲ့တဲ့ရာသီဟာလည်းရီယဲတို့ဆုံးရှုံးမှုတွေများခဲ့တဲ့ဘောလုံးရာသီတစ်ခုဖြစ်ဆုံးသက်ခဲ့ရတာဖြစ်ပါတယ်။ဒါပေမဲ့ဒီရာသီတစ်မှာတော့ရီယဲဟာအလွန်ဆိုတဲ့အတူပြန်ပြီးကောင်းမွန်တဲ့ရာသီတစ်ကိုဖွင့်လှစ်နိုင်ခဲ့ပြီးရာနှုန်းပြေနိုင်ပွဲတွေနဲ့စတင်နိုင်ခဲ့တာဖြစ်ပါတယ်။အဲဒီရာနှုန်းပြေနိုင်ပွဲတွေမှာအမ်ဘာပီဟာအဓိကကျခဲ့သူဖြစ်ပြီးအလွန်ဆိုဟာအမ်ဘာပီကိုအကောင်းဆုံးတုံးချနိုင်သူဖြစ်လာခဲ့ပါတယ်။အလွန်ဆိုရဲ့အသင်းမှာပပီဟာအတော်လေးကိုပေါ့ပေါ့ပ ပကစားခွင့်ရခဲ့တာပါ။ရာသီအဖွန့်ပွေးစဉ်အိုဆာဆူနာနဲ့ပွေးတော့ကမ်ဘပီတယောက်အထောင်တိုက်စစ်နေရာမှာပွေးထွက်လာခဲ့ပေမဲ့အစ်စပန်ညောနဲ့ပွေးမှာတော့သူဟာပလီမကာတယောက်ဖြစ်လာခဲ့ပြီးနောက်ချန်တိုက်စစ်မှုနေရာမှာကစားခဲ့ရတာပါ။နီပြအလွန်ဆိုရောက်လာပြီးတဲ့နောက်တိတိတသာပြောင်းလဲလာတာကတော့မ်ဘပီရဲ့အကွင်းတွင်းဆွမ်းဆောင်ရည်တွေကိုပေါ်ပြပေးနေတဲ့ကင်ဂနန်တွေပဲဖြစ်ပါတယ်။မ်ဘပီဟာဒီရာသီလာလီဂါ6ပွေးကစားပြီးချိန်မှာ9ဂိုးတည်းသွင်းယူပြီးသွားပြီးဖြစ်ပါတယ်။ဒါကသူ့ရဲ့ကိုကန့်သွင်းမှုစုစုပေါင်းရဲ့33ရာခိုင်နှုန်းအထိကိုဖြစ်ပြောင်းလဲနိုင်ခဲ့တာပါ။ဒါလီဂါမှာအမြင့်ဆုံးလည်းဖြစ်ပါတယ်။ဒါအပြင် န်ဘပ်ပီဟာလာလီဂါမှာဂိုးဖြစ်လာနိုင်တဲ့အခွင့်အရေးဖန်တီးမှုမှာလည်းဆက်ရှိကြိမ်တီးပြုလုပ်ထားပြီးဘောလုံးပေးပို့မှုမှာလည်း96ရာခိုင်နှုန်းတိတိကျမှုရှိနေခဲ့ပါတယ်။ ဒါကတိုက်စစ်မှုတယောက်ရဲ့ကောင်းမွန်တဲ့ချက်လက်တွေပါ။ဘာပီဟာဒီယာဒီနောက်ဆုံးဖိုင်နယ်တက်ဆုံးတဲမှာဘောလုံးဖြတ်ကျော်မှု၁၀ချိန်တရှိခဲ့ပြီးရာခိုင်နှုန်းနဲ့တွက်မယ်ဆိုရင်69ရာခိုင်နှုန်းတိအောင်မြင်တဲ့တူးချင်းဖြတ်ကျော်မှုကိုပြုလုပ်ထားနိုင်တာဖြစ်ပါတယ်။ဒါကဘာပီတယောက်ပါကြောင့်အလွန်ဆိုရယုံကြည်မှုကိုရရှိနေလဲဆိုတာရဲ့အဖြေတွေဖြစ်ပါတယ်။ပြောရမယ်ဆိုရင်ဒီယာဒီ MRP တော့တူးချင်းဆွဲဆောင်ရည်မျိုးလှုပ်ဆောင်နိုင်တဲ့ကစားသမားဥရောပထိပ်သီးငါးလိမ့်မှာမရှိသေးတာဖြစ်ပါတယ်။ပြီးခဲ့တဲ့ရာသီကနီပြအန်ဆယ်လော့တိတယောက်အဓိကပြဿနာဖြစ်ခဲ့တာကတော့ဗင်နီတဲ့ဘာပီတို့ကိုအတူတူအသုံးပြုရတဲ့ပြဿနာပဲဖြစ် ြစ်ပါတယ်။ဒါဟာတချိန်လုံးကအင်္ဂလန်မှာလမ်ပတ်နဲ့ဂျာရက်တို့ရဲ့အကွန်းလိုက်ပြဿနာနဲ့အတော်လေးဆင်တူနေပြီးအင်္ဂလန်အသင်းထိုက်တင်တဲ့လောက်မအောင်မြင်ခဲ့တဲ့အဓိကအကြောင်းရင်းတွေကတခုဖြစ်လာခဲ့တာပါ။အလွန်ဆိုလက်ထက်မှာလည်းဒီပြဿနာကိုဖြေရှင်းနိုင်ပြီလို့မဆိုသေးပေမဲ့ဒီယာဒီဗီနီနဲ့ဘပီတို့နှစ်ယောက်စလုံးလိုင်းအပ်မှာပူးတွဲမပါဝင်နိုင်တဲ့ပွဲနှစ်ပွဲသာရှိခဲ့တာပါ။ဘပီဟာပွဲချိန်အတွင်းမှာဘဲတောင်ပောင်းမှုကြာခဏရောက်နေတတ်ပြီးဗီနီကလည်းကွန်းလေဘက်ကိုပြောင်းရွှေ့ကစားဖို့ခါခါတီတီဖြစ်နေတာကြောင့်ဒီကစားသမားနှစ်ယောက်ရဲ့တင်မှုတဲ့ပေါင်းဆက်မှုကိုအခုချိန်ဒီမှာမြင်ရသေးတာဖြစ်ပါတယ်။ ရပီတယောက်ခုချိန်တည်းမရသေးတဲ့ဆူဖလာတစ်ခုချန်နေသေးပြီအဲ့ဒီဆူဖလာအတွက်ရီယယ်မက်ထရစ်ကိုပြောင်းခဲ့တယ်ဆိုရင်လည်းရခိုင်နှုန်းတစ်ခုထိမှန်ကန်နေမှာပါအဲ့ဒါကတော့ချန်ပီယံလိဖလာဖြစ်ပြီးကံမကောင်းစွာနဲ့ပဲသူအတင်းပြောင်းတဲ့နှစ်မှာမှသူအတင်းဟောင်း PSG ဟာအဲ့ဒီဆူဖလာကိုရရှိခဲ့တာဖြစ်ပါတယ်နောက်ထပ် MVP ရဲ့ယူမန်ချက်ကတော့ဘလွန်ဒီယောပါပဲဒါကလည်းပထမယူမန်ချက်ဖြစ်တဲ့ချန်ပီယံလိဖလာနဲ့ဆက်ဆက်နေခဲ့ပြန်ပါတယ်မက်ဆီရိုနယ်ဒိုတို့ခေတ်လွန်မှာဘက်ပီဟာလန်တို့ရဲ့ပြိုင်ဆိုင်မှုကိုတွေ့ရလိမ့်မယ်လို့ဘလွန်ပရိသတ်တွေမျှော်လင့်ခဲ့ကြပေမဲ့အခုချိန်ထိတော့ဖြစ်မလာသေးတာပါဒါပေမဲ့ဒီယာဒီအရှင်ပြင်းပြင်းနဲ့လှမ်းနေတဲ့ ပတ်ပြီးရဲ့ခြေလှမ်းတွေဟာသူ့ရဲ့ရင်မှန်းချက်တွေကိုအရောက်သွားနိုင်ဖို့အတွက်လုံလောက်တဲ့ခြေလှမ်းတွေဖြစ်လက်ရှိမှာတော့ခန်းစားလို့ရနိုင်ပေမဲ့ဘောလုံးဆိုတာကမာရသွန်ပြေးပွိုင်းနဲ့တူပြီးသူဦးကောင်းနဲ့လှုပ်ယူလို့မရတာကြောင့်ဒီရသည်အလွန်ဆိုရဲ့ရီယယ်မက်ထရစ်ဘယ်လောက်ထိအမြင့်ပြနိုင်မလဲဆိုတာပေါ်မူတည်ပြီးမပီရဲ့ရင်မှန်းချက်တွေဘယ်လောက်ထိပြေဝလာမလဲဆိုတာတရားအချိုးချနေမှာဖြစ်ပါတယ်